မန္တလေးငလင်ကြီးကျောင်းမဲထီလာတောင်ကန်ကမ်းပေါင်းထိခိုက်ခဲ့တဲ့အတွက်ပြည်လဲပြည့်ပြည့်တိဆိုင်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။အဆိုပါငလင်ကျောင်းမဲထီလာတောင်ကန်ကမ်းပေါင်းမြေပြိုချခြင်းနဲ့အကြောင်းများဖြစ်ပေါ်ခဲ့တဲ့အတွက်ဆယ်မြောင်းနဲ့ရှည်တုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှပယ်မြေဖယ်ရှားခြင်း Sand and Gravel Meter ခင်းခြင်းကမ်းပေါင်းမြေဖို့ခြင်းနဲ့ရေစင်ရိုးကျောင်းစီချင်လုပ်ငန်းများကိုဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ထိုမဲထီလာတောင်ကန်ကံမပြုပြင်ခြင်းလုပ်ငန်းမှာတာပိုးပြုပြင်တဲ့မြေကြီးလုပ်ငန်းများပြီးစီးပြီဖြစ်ကကံပန်လန်းတည်ဆောက်ရေးလုပ်ငန်းများကိုစတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ကံပောင်းပြန်လဲပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများနဲ့အတူတာပေါင်းစင်ကြေရောတခြားမှာမြက်ကတ်ခြင်း အပါဝင်တာပေါင်ရင်းရှင်ကြံ့ခိုင်ရဲ့အတွက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ကံပန်လန်းဒီဆိုင်ရေးလုပ်ငန်းများဖြင့်ကံပေါင်းမှာပြန်လည်တည်ဆောက်မယ်။လမ်းလွှာဒီဇိုင်းအောင်ရခင်အုံအုံပြုခဲ့တဲ့လမ်းလွှာဒီဇိုင်းအဟောင်းထက်တမန်ပေါ်မှာတရားမှုညင်းညာပြန့်နှံ့ပြီးတက်တာစင်းတဲ့လမ်းလွှာဒီဇိုင်းဖြစ်ပြုလုပ်သွားမှာဖြစ်ပါတယ်။ယခုပြန်လည်တည်ဆောက်မယ်လမ်းပိုင်းကိုကြောက်ကတရားလမ်း ခင်းသားမှာဖြစ်ပြီးမိုးရသည့်ကောင်းချင်းမှာနိုင်လွန်ကတ်တရားခင်းချင်းကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။အဆိုပါလန်တီဆိုင်ရင်လုပ်ငန်းများဆောင်ရွက်ခြင်းမှာသွားလာဆက်သွယ်မှုအဆင်ပြေစေရန်အတွက်လမ်းတချမ်းပိတ်၍လမ်းများဆောင်ရွက်သွားမှာဖြစ်ရောင်ကြံတချမ်းမှာလုပ်ငန်းသုံးမော်တော်ယာဉ်များသွားလာနိုင်ရန်ဖွင့်ထားမှာဖြစ်ကြောင်းလည်းသိရပါပါတယ်ရှင်။